ိသမားအလုံးမဲမင်္ဂလာပါ။ကုကြည် channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသားမဲ့ဇာတ်လမ်းလေးကတော့စာရေးသူရန်ဝင်ထွန်းရေးသားထားတဲ့စာနီရောမမတ်နဲ့အတက်လူပွဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကလူဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်များ။ကျုပ်ကတော့မုတ်တလရွာကြီးကိုကူညီလိုက်ရတော့စိတ်ထဲပီတိဖြစ်မိတယ်။ဒီရင်မှာကျုပ်ကိုကျုပ်ထဲရာမောက်ပို့ပြီးအားရမိရဲ့။သူကြောင့်သာမို့ရင်အခုလိုကိစ္စတွေကဖြစ်နိုင်မှာမဟုတ်ဘူးလေ။မုတ်တလရေးပြီးတော့အိမ်ပြန်ရောက်တာနဲ့ဖခင်ဖြစ်သူကိုအလုံးစုံပြပြလိုက်ပါရင်။ကျုပ်တို့နှုတ်ရဲ့ဖခင်ဖြစ်သူဦးတောင်းကတော့ကျွန်တော်တို့နှစ်ယောက်ကို အလွန်ကုန်ယူမဆုံးဖြစ်နေရဲ့လေဒီကိစ္စပြီးကတည်းကတိုးတိုးနဲ့မော်ဒလာရွာသားတွေလည်းအတော်လေးရင်းနှီးခဲ့ပါတယ်ကိုမတိုးတိုးမော်ဒလာကိုမရောက်တာတပတ်ဆယ်လောက်ရှိပြီနော်အိမ်မှာလည်းဟင်းစားမရှိတော့ကိုမအဲ့တော့အမဲပြည့်ထွက်ပြီးရလာရင်မော်ဒလာကိုတောင်းရောက်ကြရအောင်အမဲပြည့်အမေပြင်းနဲ့တော်ရရောက်နေရလဲမုတ်ဆုံလုံးလုံးဖြစ်တော်မယ်ဖြစ်လေကောင်းတာပါကိုမရ ကျုပ်ကငယ်ငယ်ကလေးကအမဲပြေဝါသနာပါတာဟိုခွေးကောင်ဓမြရီကြောင့်သာကျုပ်ဘဝပြောင်းခဲ့ရတာဒီဓမြရီကိုတက်ပြီးရင်တော့ဂျန်တဲ့ဘဝတစ်လျှောက်ကိုတော်ရင်မှအချိန်ကိုဖို့ဆုံးဖြတ်ထားတယ်ရှားမစကားကြောင့်ကျုပ်ကပြုံးလိုက်မိပါတယ်အကြောင်းကတော့ကျုပ်ကိုယ်တိုင်လည်းအမဲလိုက်ခြင်းကိုဝါသနာပါတာကြောင့်ဖြစ်တယ်ကဲကဲကဲရှားမဒါဆိုလေမနှက်ပြန်မနှက်တော့တတ်မယ်လိုအပ်တာတွေပြင်ဆင်ထားလိုက်ဟုတ်ကောမတ် အချိန်ကတော့မနက်ခင်း၄နာရီချိန်ကိုရောက်ခဲ့ပါပြီ။ကျောင်းနဲ့ယာမကတော့အဲ့ယာကနေထမျက်နှာတက်ပြီးတော့ပစ္စည်းတွေစုံလင်ပြီးလှဆင်းရတာပေါ့။အမေကတော့ကျုပ်တို့အတွက်မနက်စာကိုပြင်ဆင်ပေးနေ။ကောင်းချင်းဆိုင်တွေကိုလည်းကျုပ်တို့ကြောဘွေအိတ်ထဲချက်နေရလေ။ကျောင်းနဲ့ယာမကတော့မနက်စာစားပြီးရနဲ့ခီးမသွားမီမိခင်ဖြစ်သူကိုကတော်လိုက်ပါရယ်။ခီးမထမီမိမတွေကိုကတော်တီကလည်းမြမတို့ရဲ့ဓလေ့တစ်ခုပင်ဖြစ်ပါရယ်။ရိတ်လိုကတော်ရင်ခီးမအခက်ခဲတွေမကြုံနိုင်ဘူးလို့ယုံကြည်ကြရတယ်လေ။ ကျုပ်ကတော့ဒီလိုယုံကြည်ချက်ကြောင့်ကတော်ချင်းမဟုတ်ဘဲမိခင်ကိုယူသေးလေးစားတဲ့သဘောမိမိကိုတောင်းရမယ့်ခီးကဒေါ်ရင်ကြီးဖြစ်တာကြောင့်ဂျင်းဒီအသက်ရှင်မယ်လို့မသိနိုင်ဘူးလေ။ဒါကြောင့်လဲမိဘတွေကိုကတော်ခဲ့ခြင်းဖြစ်ပါရဲ့။ကျုံနဲ့ယာမကတော့နေထိုင်ရာအိမ်လေးကိုကြောခိုင်းရင်းနဲ့တနက်တလက်စီထမ်းရင်းဒေါ်စီကိုချီတက်ခဲ့တာပေါ့။ဒေါ်ဆက်ရောက်တာနဲ့မြောက်အသံတောင်းငတ်တီအသံကိုကြားရရင်ဒေါ်ချက်တွေမထာခဏတွေ့ပြီးမဲ့တနက်တိုင်းချောင်းရင်တခြားတောကောင်ကြီးတွေမတွေ့တော့မယ်ဆိုတာကြောင့်မပြစ်ခတ်ပဲနေကြပါရဲ့။ နိုင်ဝကျွန်တော်ပြီးတော့လဲတောင်းရိုက်နဲ့ရောက်ရှိလာပါရင်ကိုမစမ်းကြောင်းထဲမှာရေတောင့်တွေတဲတကောင်းများရာမပြောစကားတောင်းတုတ်ကလဲညှော်ပြရစမ်းကြောင်းကိုကြိတ်လိုက်ချင်းအေးဟုတ်တော်ပဲဒါနဲ့တဲကဈေးနဲ့ဖြစ်နေတယ်ငါပြစ်လို့မရဘူးဈေးရှိနေရာနဲ့ဘာလို့ပြစ်လို့မရလဲတောင်းအောင်မဲ့တမပြစ်လို့ရတယ်မဟုတ်ဘူးလားမဟုတ်ဘူးရာမဟင်ကျမဆိုချန်စီယိုရွာမဆိုရွာစီယိုဆိုပြီးရှိတယ်လို့မုတ်ဆိုးမှလည်းမုတ်ဆိုးစီရှိတယ် ဈေးနဲ့သားကောင်းတွေကိုလည်းမပြည့်ရဘူး။မုတ်ဆိုးစီးပြက်တယ်ခေါ်တယ်။ငါလည်းအဖေပြပြတော့ကမှတ်ထားတာ။ဒါဆိုမုတ်ဆိုးစီးပြက်ရင်ကောဘာရီဖြစ်တယ်လေကောမတ်။မုတ်ဆိုးစီးပြက်ရင်တော့တောင်းရင်မှမျက်စိလည်းလမ်းမတက်တဲ့ကြာတော်ခွေးစားတဲ့အန်တရဲကောင်းလေးနဲ့လည်းရင်ဆိုင်ရတတ်တယ်။ပြီးတော့နာနာဘဝရဲ့ချောင်းလန်ချင်းကိုခံရတယ်။ကိုလူချင်းချင်းခိုင်ရန်လည်းဖြစ်လွယ်တတ်တယ်။အဲ့ဒါကြောင့်မုတ်ဆိုးစီးမပြတ်ဖို့ကလည်းအင်မတန်ရေးကြီးတယ်။ တလက်စာရဲမေးရတော်စီကြောင့်မှထပ်ပြောရအောင်မေးတော်စီကတော့တော်ရဲမှာစဲဆိုချင်းတက်တန်းရဲ့ပင်ကြီးတွေကိုလည်းကတော့ပဲဒါမှမဟုတ်တောင်းမှန်ခြင်းမရှိပဲမခေါ်ရဘူးလမ်းတော်ရမှာလည်းလမ်းမလုံယုံကလွဲလို့မြင်သမျှအပင်ငယ်တွေကိုလည်းလိုက်မခေါ်ရဘူးဒါတော့ငါသိတဲ့မုတ်ဆိုးစီနဲ့တော်စီကြောင့်ပဲတော်စီဖြန့်ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကမုတ်ဆိုးစီပြန့်ရင်ဖြစ်လာတဲ့ရလက်တွေနဲ့တူတာမလို့တချို့ကတော်စီကိုမုတ်ဆိုးစီခေါ်ပြီးလဲခေါ်တတ်ကြတယ် ။ရမမေးလာတာတွေကိုကျုပ်ကတော့တည်တလောက်ပြန်ဖြေပေးလိုက်ပါရဲ့။ရမကတော့ကျုပ်ပြောပြတာတွေကိုခေါင်းထင်းချင်းချင်းနဲ့နားထောင်နေတယ်။ဒီလိုဆိုဒီတရကြီးကဈေးနဲ့ဆိုတော့တားကောင်တဲ့ရှာရအောင်ပါပေါ့။အေးပါကွာ။တောဆိုတော့တားကောင်ပေါ်ရင်တိတ်ကြကြရှာမယ်မထင်ပါဘူး။ကျုံနဲ့ရမကတော့အရင်နေရာကနေလှည့်ထွက်ပြီးတော့တောရဲကိုစောင့်ဝေခဲ့တာပေါ့တောနဲ့လာတဲ့ဂျီဟောက်တန်တွေကိုမလန်မကန်ရှုံမြောင်းနေစီရောက်နေကြားလိုက်ရတာကြောင့်တနတ်ကိုအသင်ပြင်ရှုံမြောင်းစီကိုဆင်းခဲ့တာပေါ့ ။ရမဟိုမှာကြည်ရေးကွာ။အတီးဆုံးကောင်ရွှေပြစ်။ရှိုးရဲ့ကမ်းပေါ်မှာဖွဲလိုက်ရှိနေတဲ့ကြည်တုပ်ကိုတွေ့တာကြောင့်ကျုပ်လည်းရမပြောလိုက်ပါရင်။ဟာကျုပ်တယောက်တည်းပြေးရမှာလား။ကိုမကကောကိုုံပြစ်တော်လား။မင်းရဲ့ကြည်တောင်းတဲ့ကိစ္စပင်လည်းပြီးသွားမှာပေါ့။မင်းလည်းဘလောက်ဖြောင်းလဲငါကြည့်မယ်။ရမကတော့ကင်ထားတဲ့တနက်ပြောင်းဝါကိုဂျီယုတ်စီကိုချိန်လိုက်ချင်းဂျီဝင်ကတော့တုတ်တုတ်နေရောက်ကိုတတိမထားမိပါဘူးသူတို့အာယုံနဲ့သူတို့ရှိနေကြတယ် ဒီဆိုဒီကလည်းကျုပ်တို့ပဲအခေါ်ဖြစ်ပါရင်တခြားရဲ့ခေါ်ရီမှာတော့ဂျီကိုခြေလို့ခေါ်ကြတယ်ဂျီရီကတမင်နေလို့ဥတုရီမရှိနေရနှစ်ခုကိုလည်းအမဲဆိုသလိုလှုပ်ခတ်တဲ့တရဝါလေးဖြစ်ပါရင်တောအောင်တကောင်ဒါမှမဟုတ်လူရီကိုမြင်တာနဲ့ဂျီကိုစောင့်ဆောင်နေတဲ့တဲ့အဲ့လိုချိန်ဆောင်ချိန်တိုင်းမှာလေနောင်မီတူလီကမြောင်မြောင်သွားတဲ့တဲ့ဂျီတော့ကတေချာချက်ရင်စောင့်လို့ကောင်းတာကြောင့်လူကြိုက်များတဲ့အသားတစ်ခုလည်းဖြစ်ပါရင်ဂျီယိုးကလည်းဆေးဆရာတွေအတွက်အသုံးဝင်ပြန်တယ်လေ ဂျီခွာကို၆တဲ့တီထားပြီးတော့အရက်နဲ့ကြောက်ပြမသွေးရှားလာတဲ့ရေကိုပေါင်ချိတ်တွေကိုသွေးလင်းပင်းရေရောဟာပျောက်တယ်လို့ဆိုရင်ဂျီရိုးတွေကိုလည်းတချို့ရိုးရောင်တွေမှာအတန်သာပလွေတွေလုတ်တက်ကြတယ်ဂျီသားကလည်းလူခန္ဓာကိုအတွက်သွေးရောင်နဲ့အသားကိုလည်းတူးစီရေလို့ဆိုကြပြန်တယ်တိတ်ဆိတ်နေတဲ့တောင်းတွေတဏီယာမှာတော့ဂျင်းလောင်လာတဲ့တနက်တန်တစ်ချက်ထွက်ပေါ်လာခြင်းနဲ့တူဂျီရိုးတဲကဂျီဒီကောင်ကလည်းအနောက်ကိုလဲကြောင်ရင်ဆန့်ငယ်ဆန့်ငယ်နဲ့ခဏမျှကြာတော့ညှိတက်သွားပါတယ် လက်တော်ဖြောင်းသားပဲရပါရဲ့ဘယ်ချိန်နေရလေ့ကျင့်တာလဲညနေမောင်ကြီးပြောရင်ရွာရည်နဲ့အတော်ဝေးရဲ့တော်တန်းထဲမှာတနက်ပြစ်သွားကျင်တာ900လောက်ရှိပြီကိုမရဲ့အဲကနေမနေ့လီဟုတ်လာတာဗျာဟာတင်ဟုတ်ပါလားဒါကြောင့်မင်းလက်ရည်တွေတိုးတက်လာတာပဲညောင်မနေပါနဲ့ဗျာကိုမက်လောက်မဟုတ်ပါဘူးအေးပါကွာမင်းရငါ့ကိုပြင်းပြောင်းနေတယ်ကဲကဲကဲအခုတော့ကြီးကိုသွားတင်အောင် ကျုံ့ရယာမကတော့ဂျီကိုဖျက်တောက်ပြီးတော့နရွက်နဲ့အသားနှိမ့်ငယ်ကိုနီးဆက်ရာတိပိပေါ်ချင်းကတောဆောင်နဲ့တီကိုပတ်သားလိုက်ပါတယ်။ကမဓမြောက်တွေဒီတောက်ပေါ်မှာရှိသေးရဲ့ချင်းလား။ရုတ်တရက်မေးလာတဲ့စကားကြောင့်ကျုပ်ကလည်းအနှိမ့်ငယ်တော့ကြောင်သွားပြီ။မေးရလေဘာလို့မေးရလဲကွာ။ရှိတော့ရှိဦးမှာပေါ့။ဟိုးလေးပြောခဲ့တယ်လေ။ဓမြောက်တွေကတောင်ပေါ်မှာမှုလို့ရှိနေရတယ်လေ။ဟုတ်တာဟုတ်တယ်ကမရဲ့။ဒီအောင်တွေက ဖွဲ့ကိုတောနဲ့ပိုင်းနေမှာလျှုပ်ဝက်ပြီးတော့နေရဖြစ်မယ်။အရှာမမင်းငါတခုပြောပြမယ်။အခုရှိနေတဲ့ညများတွေကတခြားကမဟုတ်ဘူး။ငါတို့ဒေသပဲ။ငါဘာလို့ဒီလိုပြောနိုင်လဲဆိုတော့မုတ်တလမှာတေးကြတဲ့ညများတွေတဲမှာမုတ်တလရွာနာကဖန်တကားရွာသားတယောက်ပါရီ။အဲ့တော့ဆိုရင်ကိုဒေသကရွာတွေကိုကိုဒေသသူတွေကပြန်ပြီးတော့ညများတိုက်နေရပါဘော။ဟုတ်လားကိုမက်။ อืมအကုန်လုံးတော့မဟုတ်ပေမဲ့အများစုကတော့ငါတို့ဒေသပဲငါတော့ဗေဒီသားကဖြစ်ဖြစ်ကိုယ့်ရကိုယ့်မိကိုထင်တက်ပြရမှာပဲသူကတော့ဒီကောင်လေးကိုအံ့ဩလို့မဆုံးဘူးဗျာကိုယ့်ရကမွေးပြီးကိုယ့်ရတွေကိုဓမြပြန်တက်ရတယ်လို့ထီရာမကပြောင်းရင်းနဲ့တရေတချက်ထွေးထုံလိုက်တယ်ရာမကြီးရတာလဲအတော်နာကြီးနေတဲ့ပုံပဲဗျာ ငွေရမလွှမ်းမိုးလာရင်တချို့တွေကအမားကြီးပြီတော့ကျူးလွန်ဖို့ဝင်မလေးကြအောင်ကဲကဲကဲအသားပြပြပြီးဆိုတော့ပြန်ကြရအောင်အနေကြဖို့ကနှစ်နာရီလောက်လိုပါသေးတယ်ကွန်ဗျာအေးစစ်စစ်ပေါ့အေးစစ်လို့လို့မရဘူးဟာအခုချိန်ပြန်မှအိမ်ကိုအမောင်ငယ်ရောက်မှာရမကလည်းအိမ်ပြန်ချင်းသေးတာကတော့အမှန်တောတောင်တွေကိုနှစ်သက်သူပြီးပြီးတောင်းရင်မှလည်းအချိန်ကြာကြာနေခြင်းပုံရပါတယ် ကျောင်းနဲ့ယာမကတော့လာရလန်းတိုင်းအပြန်ပဲနဲ့ဖြက်လန်းကိုတုံးကပြန်ခဲ့တယ်။ဟာကိုမန်ယာမစီကအာမေဒိတ်တန်ထွက်ပေါ်လာခြင်းနဲ့တူကျောင်းနဲ့ယာမကတော့ဘိုင်းလူခြေတော့ကိုတခုခုရစ်ပတ်ခြင်းခံရပြီးအပေါကိုမြောက်တက်သွားပြီးစောက်ထိုးကြည့်ပြီးဖြစ်ကုန်ကြတယ်။ကျောင်းနဲ့ယာမရဲ့တန်တဲ့တင်ကလည်းမြေပေါ်မှာကြာကြံခဲ့တယ်လေ။ကိုမန်ကျိုးကျိုးတော့သွားပြီဗျာ။ဓမြောင်ရီထောင်ကြမှာမိနေပြီ။ဟာကွာဓမြောင်ရီထောင်ထားတာဟုတ်ချင်မှဟုတ်မှာပါ မုံစိုးတွေထောင်ထားရလည်းဖြစ်နိုင်တယ်။ဒါရီထောင်ကမှတူတူရင်စုံဒီအောင်နေဘယ်လိုလုပ်အောင်လုပ်ရမလဲ။နွေကြိုးတွေကအခွင်းချောလုပ်ထားပြီးတော့အမာကြိုးနဲ့ထောင်ထားတာရုံးတွေကြက်နေသဘောပဲ။ဒါဆိုဘယ်လိုလုပ်ကြမလဲ။အတော်ကြာရင်ထောင်ချောထောင်နေသူကရောက်လာတော့မှဒီကောင်ကဓမြလားဘာလားသိရတာမဟုတ်ဘူးဒီကအမြဲလုံအောင်အရင်လုပ်ရမယ်။ညမစိတ်ကိုအေးထား ခြေအနေတစ်ခုကိုစေးရေးနဲ့ဖြေရှင်းရမယ်။မင်းတက်နိုင်သလောက်ကိုကိုရမ်းပြီးတော့လွှဲထား။မင်းကြောက်လို့အိမ်ထဲမှာဓာတ်တူလေးချောင်းရှိတယ်။ကျောင်းကတော့ယာမရဲ့ကြောက်လို့အိမ်ထဲကဓာတ်တူလေးကိုမြင်လိုက်တာကြောင့်ယာမကိုရင်ပြီးလွှဲထားရန်လဲပြောလိုက်ပြီးကျောင်းကလည်းတက်နိုင်သမျှလွှဲလိုက်တယ်။ကျောင်းတို့နှစ်ယောက်ကတော့မြောက်တွေတိတ်ခိုင်းလွှဲသလိုဖြစ်နေကြတယ်လေ။တချို့တော့ယာမကိုဖမ်းမိပြီးအိတ်ထဲကဓာတ်တူလေးကိုထုတ်ပြီးတော့ယာမကိုလည်းလွတ်ပေးလိုက်တယ်။ကျောင်းကတော့ဓာတ်တူလေးနဲ့ ထောင်ချောက်ကဂျိုးရီကိုဖျက်လိုက်တော့မိဘကိုပုံကနေပြုတ်ကျလာတယ်လေတုတ်လွတ်သွားတော့လေယာမကိုလွတ်အောင်လှုပ်ပေးလိုက်ချင်းယာမကတော့ပြုတ်ကျတဲ့အရှင်ကြောင့်လက်မောင်းကအလင်းငယ်နာသွားပုံရပါတယ်ကိုမတုတ်တို့အမြန်ပြန်ကြရအောင်နေတော်ကြောင်နေပြီနေအောင်ယာမရဲ့ငါတို့ဒီထောင်ချောက်ပိုင်ရှင်ကိုစောင့်ကြမယ်ဟာဘာလို့စောင့်ကြမှာလဲကိုမရဲ့တုတ်တို့လွတ်ပြီပဲအိမ်ပြန်ကြမယ်လေအိမ်ပြန်နောက်ကြရင်အဖေနဲ့မေစိတ်ပူနေကြလိမ့်မယ် ဒီတညနေတော့မထူးပါဘူးကွာငါတို့ခုထိန်ပြန်လဲညရောက်တော့မှပြန်ရောက်လိမ့်မယ်ဒီတော့ဒီထောင်ချောက်ပိုင်ရှင်ကိုစောင့်ကြမယ်ကွာတကယ်လို့ဓမြဆိုရင်လည်းစံကုန်မြေလေးတကောင် ရှင်းသွားတာပေါ့တကယ်လို့မဟုတ်ဆိုဖြင့်တော့သူနဲ့တူလိုက်ပြီးသူ့အိမ်မှာတဲကြတာပေါ့ကွာဖြစ်ပါမလားကုမရဲ့တကယ်လို့ဓမြတပွဲလုံးရောက်လာခဲ့ရင်ကိုဘယ်လိုလုပ်ကြမလဲရမမင်းတရေဘောကြောင်လေလား အရင်ကကတော့တပွဲလုံးကိုနှစ်ယောက်တည်းရှင်းခဲ့သေးတာပဲဒီဒီကောင်လည်းတပွဲလုံးဖြစ်နေအောင်အပွဲလိုက်ငရဲကိုပို့ပေးလိုက်မယ်ကျုပ်ကတရေဘောကြောင့်လုံးမဘူးကိုမတ်ကိုမတ်တက်ပြောနေတာကျုပ်မကအဆောင်ရှိတာမှမပူရဘူးကိုမတ်မကတော်တော့ရမငါသာဒီမှာကြောက်ရင်ငါအဆောင်ကိုမင်းကိုပေးထားမှာမဟုတ်ဘူးဒီတော့ငါပြောတဲ့အတိုင်းဒီထောင်ချောက်ပိုင်ရှင်ကိုစောင့်ကြတာပေါ့ ကျုံစီစဉ်ကိုယာမကမငင်းတော့ဘဲနဲ့ထောင်ချောင်းကြီးကဒေါ်တရဲ့ဗင်ဒီပေါ်မှာလင်းစစ်တစ်ခုလှုပ်လိုက်ပြီးအရိပေါ်ကနေအချင်းတွေကိုစောင့်ကြည့်နေမိတယ်။အချင်းတွေကြောင်ပြီးတော့ညနေနေရီချိန်ကိုရောက်လာပါတယ်။တိရဲချောက်တီကိုနင်းလာတဲ့ခြေတန်းချောက်ကျုံနဲ့ယာမကတနက်ကိုအသင်ပြင်ထားလိုက်ခြင်း။အသက်40ဝန်းကျင်အရက်ခက်ရှိရှိအသားလှလှနဲ့မြားကြီးတော့ကိုလွင်မြားခိုင်းကိုကိုင်းလာတဲ့လူတစ်ယောက်ကလည်းကျုပ်တို့မိခဲ့တဲ့ထောင်ချောက်တီကိုကြည့်ဟာတခုခုကိုစဉ်းစားနေပုံရပါတယ်။ ကျောင်းနဲ့ယာမကအပင်ပေါ်ကဆင်းရင်းနဲ့အရိသူရဲ့နောက်ကိုတိတ်တဆိတ်ရှောင်လာခဲ့ပါတယ်။ဟေးလူခမည်းလက်ထဲကမြားခိုင်းရီချပြီးနောက်ကိုလှည့်လိုက်။ရုတ်တရက်နောက်ကထွက်ပေါ်လာတဲ့ကျောင်းအံကြောင့်အရိသူကြီးကတော့အချိန်လေးကိုရိတ်ဆောင်းမိရန်နဲ့မြားကိုချရင်းအနောက်ကို ပြန်လှည့်လာတယ်။ငါတူတော့ဥလေးမပောင်းဝေးသားမပါပါဘူး။ငါတူတော့လက်ရှိမှာပေးစရာဆိုလို့ဥကြီးရလာတဲ့တောချက်တကောင်ပဲရှိပါတယ်။ အဲ့ဒီဦးလေးကြီးကပြောရင်းနဲ့ဘေးလိုက်ထင်းကနေတောကျက်တီတကောင်ကိုထုတ်လိုက်ပါတယ်။ဒါဆိုဦးလေးကြီးရမို့ဆိုလား။ဟုတ်ပါရဲ့ငါတို့တော့ဒီတကောင်တော့ဦးလေးသက်ကိုချမ်းသာပေးပါ။ဦးလေးဘာပြောနေရလဲဗျ။ကျိုးတော့ကလည်းဦးလေးလိုမဟုတ်ဆိုးပါပဲဆိုပါတော့။တောပြေးလာရင်လည်းပြန်ပါ။ဦးလေးထောင်ချောင်းပြီးပြီးမနေ့လွတ်အောင်လုပ်နေရတယ်အချိန်ကြာသွားတာ။ဟေးဒါဆိုမင်းတို့ကဓမြရီမဟုတ်ဘူးပေါ့။မဟုတ်ပါဘူး။ ။ဦးလေးထောင်ချောင်းကဓမြရီထောင်ထားလားမုတ်ဆိုးထောင်ထားလားမသိလို့စောင့်ကြည့်နေတာ။ရွာပြန်ဘိုးကလည်းအချိန်မလောက်တော့လို့တော်ရဲမှာစကန်းချရင်စောင့်ကြည့်ဖို့ရွေးလိုက်တာ။တော်သေးတာပေါ့ကွာ။ငါမင်းတို့ဓမြရီထင်သွားတာ။ဒါနဲ့မင်းတို့ကဓမြရီရဲ့ထောင်ချောင်းဆိုဘာလို့ကြောက်မလို့ရော။ဘာလို့ ਆ မလဲဗျာလာတဲ့ဓမြကိုပြစ်တတ်မှာပေါ့မင်းတို့ကြည်ရတာညီကိုရီချင်းနေအာကညီကိုရီပဲကွာ ဦးလေးကြီးကတော့ကျိုးတိုးနေရပုံစံနဲ့စကားပြောဆိုကြဖို့ကိုကြည့်ပြီးတော့ကောက်ချက်ချခြင်းဖြစ်ပါရဲ့မင်းတို့ညရောက်ရင်ဒီနေရာမှာတိတ်မလုံးကြုံအဲတော့ငါ့ကိုလိုက်ခဲ့ကြတောင်းနေဦးလေးကျိုးတခုမေးလို့ရမလားရပါရင်မေးပါ တခုမဟုတ်ဘူးအကြိုက်မေးလို့ရတယ်ဘူးလေးကဘေရွာကလာတာလေအခုချိန်မှပြန်မယ်ဆိုတော့ရွာကိုပြန်ရောက်ပါမလားတော်ကြမိုးလေးမှပြန်ရောက်နေမယ်နော် ငါရွာနမေကတွေးဆောင်လေမြေပြတ်မှာမဟုတ်ဘူးဒီနေရာနဲ့တနိုင်နီးပါးရှောင်းရင်ရောက်တယ်ငါရွာကမြို့နဲ့အတော်လန်းနေရွာနေမြို့ကိုသွားမယ်ဆိုရင် အနည်းဆုံး၂ရက်လောက်ကြာတယ်ဒီတော့ရဲ့အဆက်တော်မှာရှိတယ်လေခတားဆိုတော့ဝေးတာပဲဒီတော့ရဲ့အဆက်မှာဆိုတော့ဓမြရန်ကိုတော့ခဏခဏခံရမှာပဲရွာတော့ဓမြတွေမရောက်ကြဘူးအခုဆိုတက်က42နှစ်ရှိပြီရွာကိုဓမြတိုက်တာတစ်ခါပဲခံရသေးတယ် ဟာဟုတ်လားဗျာကျုပ်တို့မြေပြဲမှာတော့အတော်များများအတိုက်ခံရတယ်ရွာမှာအတိုက်မခံရတာကိုပြောတာပါမြို့ကိုသွားတဲ့တချို့တွေကတော့ဓမြတွေနဲ့တိုးကြတယ်ကဲကဲကဲတည်ကျင်တာတွေအိမ်ရောက်မှမေးကြတော့ကျုံ့နဲ့ရောင်မကတော့အဲ့ဒီဦးလေးအိမ်ရှိရာကိုလိုက်ပါလာခဲ့တာပေါ့တနအိနေပါရှောက်လာပြီးတော့တောင်ချီမှာရှိတဲ့ရွာတရွာကိုတွေ့ရတယ်ကဲငါတို့တို့ဒါကတော့ငါနေတဲ့ကျွဲချောင်းရွာပဲရွာဝင်ရအိမ်ကတော့ငါအိမ်ပေါ့ ကျုပ်တို့ကပြင်းတော့ကအင်းရှိလေးရောက်တော့ဦးလေးကြီးကတကားကိုဖွင့်ဝင်လာရင်ကျုပ်တို့ကိုဝင်လာရင်ပြောတာပေါ့ကျုပ်တို့ကျွေးချောင်းကိုရောက်တော့လေည9နာရီနေပါရှိနေပြီတရွာလုံးကတော့စကားပြောတဲ့ကလေးသားလေးနဲ့စုညံနေပါသေးတယ်ရင်းနှစီမိကကိုမိထွန်းကြီးလိုက်ပြီးတော့ကျုပ်တို့ရှိကဖျားနိုင်ကိုပါမိထွန်းလိုက်တယ်ငါတို့တို့လည်းပိုက်စာလေးလောက်ရပေါ့ဦးလေးထမင်းရောတင်လိုက်အောင်မယ်ဒီမှာခဏထိုင်ကြအောင်ကျုပ်တို့ပါအင်ကူချက်ပေးပါမယ် ဒီနေ့တော့ပြင်းနေကြီးကောင်ရလာခဲ့သေးတယ်။ဒါဆိုရင်လည်းကောင်းတာပေါ့ကွာ။မင်းတို့ထမင်းမင်းမင်းလေးစားရတာပေါ့။ကျုပ်ကတော့ကြီးသားအုပ်ကိုင်းဦးလေးကြီးကတော့ထမင်းရိုးတင်နေရဲ့လေ။ထမင်းချက်တော့ကြီးသားချက်ကြီးသားချက်တော့လည်းစာနေရဲ့ဘိုက်တွေကို၃ယောက်သာဖြည့်ကြတာပေါ့။ကိုနိုင်နေပါရှိတော့တရွာလုံးတိတ်ဆိတ်သွားကြပါလေ။ဒါနဲ့ဦးလေးဦးလေးနဲ့မေရဘလို့ခေါ်လဲဗျ။ကျုပ်နဲ့မေရတော့မောင်မက်ပါ။ကျုပ်ညီကတော့ရမှာတဲ့။ ငါနာမည်ကဖူထွေပါတီရွာရဲ့မဟုတ်ဆိုပေါ့တုတ်ဒီရွာကိုစဝင်လာတော့ဇေဒီနဲ့ဖုံးတော်ကြီးကြောင်းလည်းမတွေ့မိဘူးနော်ဝေးလန်တဲ့နေရာမလို့ဇေဒီမဆောက်ဖြစ်တာလားတုတ်မေးကိုဦးလေးဖူထွေကကောင်းခါရင်နေမဟုတ်ဘူးကွာဒီရွာကသူတွေက ကရင်တွေလေအလုံးကခရိယန်နေပဲငါတယောက်ပဲဗုဒ္ဓဘာသာရှိတာအော်ဒါကြောင့်ကို ဒါနဲ့ဦးလေးဘိုးတွေကမုတ်ဆိုးလို့တာကြပြီလားဇနီးတရားရော မရှိဘူးလားမုတ်ဆိုးလို့တာကနှစ်နှစ်ဆယ်နေပါရှိပြီမိဘကတော့မယူပဲနေတာတော့အခုချိန်ကြီးဆိုပါတော့ဒါနဲ့ကျုပ်တို့ပြန်ရင်ကျုပ်ရင်ကိုလိုက်ခဲ့ပါလားတပတ်စင်လောက်လဲလဲပါအောင်မလဲတော့ပါဘူးရမရငါလို့တရားလည်းရှိသေးတယ်နောက်အာမသာလာခဲ့တော့မယ်ကျုပ်တို့ကလည်းညနေလာတော့အိမ်ရောက်ဝင်ခဲ့ကြတာပေါ့ ဥပဒေကတော့အစားဖို့မရှိတော့သူချုပ်မဲစာကိုကျုပ်တို့ကိုပေးရမှာအတင်းချင်းလိုက်ရပါသေးတယ်။ရောင်နေကလည်းလာခဲ့ပါပြီ။ကျုပ်ရမနဲ့ဦးလေးပိုရီကတော့အရာကနေထစားပြီးတော့မနက်စာထမင်းချက်ပြီးညပါချီသားနဲ့မနက်စာစာဝန်းနေချိန်မှာတော့ကျွဲเจ้าရွာလေးကနေထွက်ခဲ့ကြပါရဲ့။ငါတို့တို့အပြန်ခရီးကြည့်ဆိုင်ကြကွာ။ဦးလေးကတော့တောင်းအောင်ထောင်ရအောင်မှမလို့တော်ဆက်ထီပဲလိုက်ဖို့နိုင်တာနားလေပေးကြပါ။ မနေ့ကကျွန်တော်ထောင်ချောင်းမီးရဲ့နေရာလောက်ရောက်တော့ဦးလေးဖိုးထွေးရပြောလာခြင်းဖြစ်ပါတယ်။အဖို့တော်ဗျာကျွန်တော်ကိုထမင်း TV တဲခုဝင်ပြီးတော်နေတယ်ကျေးဇူးတင်နေပါပြီ။မလဲအလုပ်တွေအားရင်မင်းတို့စီလောင်ခဲ့ပါမယ်။ဒါနဲ့မင်းတို့ရနမယ်တဲ့ပြောခဲ့ဦး။ကျွန်တော်ကရွာပြင်ဘက်တော်တော်ဝေးမှနေရဗျာ။မြေပြန့်ကိုရောက်ရင်မုတ်တလရွာကိုတွေ့လိမ့်မယ်။မုတ်တလရွာသားတွေကိုမေးပြီးတော့လာလို့ရပါတယ်။ကားတို့ခဏလေးကြောင်ခြေစမ်းနေကြတယ် ဦးလေးပုံထွေးကပြောရင်းနဲ့မြေပေါ်ကိုနားကန်ရင်သေချာနားထောင်နေတယ်။သေချာရင်ဒီလောက်လူများပေါ်ထောင်ရင်ဒါတမျှတွေပဲ။မင်းတို့ကဝယ်ယူကြတော့လူတော်များတွေ။ကျုပ်တို့သုံးယောက်ကတော့တယောက်တည်းနေရာမှာကွဲလိုက်ကြတယ်။ပြီးတော့ခြေတန်းဒီနီးကပ်လာတန်ကိုနားဆွဲလျက်ရှိတယ်။ဦးလေးပုံထွေးကတော့ပုံွယ်နေရာကနေချောင်းကြည့်လိုက်ပြီးတော့ကျုပ်တို့ကိုလက်ဆင်ကြောင်ထောင်ပြပါရင်ဆူလူရံကတော့လူစိမ်းရောက်ဖြစ်မယ်လို့နားလေလိုက်ပါတယ်။ဦးလေးမိုးထွေးက မြောက်ပိုင်းမှာမြားရံတက်ပြီးခပ်ပွားပွားဆွဲထားတာကြောင့်တုံးတဲ့ရာမကတော့တနတ်တီကိုအသိနေထားနဲ့ထားလိုက်တယ်။လေကိုခွင်းသွားတဲ့မြားရံစင်ထွက်ပေါ်လာခြင်းနဲ့တူဓမြတယောက်ကတော့ခေါင်းမှာမြားဆိုင်ရင်းနဲ့အနောက်ကိုလဲကျသွားတာကြောင့်ကျန်တဲ့မြောက်တွေကနေရာသီးသီးယူလိုက်ကြတယ်။ကျုပ်ကတော့တနတ်ကိုထုတ်ပုံကွယ်နေရာကနေမလုံမကြုံဖြစ်နေတဲ့ဓမြတယောက်ရဲ့ခေါင်းကိုပစ်ချလိုက်ပါရင်။ကျုပ်ရဲ့တနတ်တန်တစ်ချက်ကလည်းတိုက်ပွဲကိုလက်ရက်ခွန်တဲ့သဘောနဲ့ ြေလောင်စွာထွက်ပေါ်လာခဲ့ပါ रे ။ရှားမောက်ကြည့်လိုက်တော့အဆောင်ရှိရဆိုရဲတွေးနေခဏခဏထွက်ရပြေခန်းနေတယ်။စုညံနေရတနတ်တန်တွေကတတော်လုံးပြောင်းဆန်ကုန်ပါ रे ။တချက်တော့ရှားမောက်ရဲ့လက်မောင်းကိုကြည့်ထိသွားပြီးရှားမောက်ကအကာမပြန်ထိုင်လိုက်ရ रे ။ရှားမောက်ဘလို့ဖြစ်တာလဲ။အဆောင်မစွမ်းတော့ဘူးလား။မတေဟုကမဓမြခေါင်းဆောင်ကတော့ပွားစီပွားစီလုပ်ပြီးမှပြစ်တာကို ကြုံမြင်လိုက်တယ်။အာဒါဆိုဒီကောင်က မင်းကြည်ပြီးမဲ့သိလို့အောင်လန်းပညာမန်တန်ယူပြီးပြစ်တာဖြစ်ရမယ်။တတိထားတော့ရမှာအစ်စ်မရင်နေတော့။အိုလီဗိုထရီကလည်းပြစ်လိုက်ငုံလိုက်နဲ့မြားရီကိုတခြားမိတခြားပြစ်လွတ်လေးအရှိပါရဲ့။ဂျုံကလည်းဓမြားရီရေတွက်များတာကြောင့်တတိအင်မတန်ထားနေရတယ်။နိုင်ဝဲမဲကြတော့လေဓမြားရီတယောက်ပြီးတယောက်ကြာလာရင်းနဲ့နောက်ဆုံးဓမြ၃ယောက်မြတာကြံတော့တယ်။ကိုမကြားရင်လည်းကြားလိုက်လား ကျဲလောင်တဲ့တနက်တန်တွေထိုးထွက်ပြီးတော့ကြောင်းရင်တန်တန်ကအထွက်ပေါ်လာရင်အခုတော့စွန့်ရင်စီအောင်တစ်ခုဖြစ်သွားပါပြီ။ကြားကောဓမြတွေကဖြစ်တော့ဘေဘီကိုလည်းဝေးဝိုင်းစွာကြည့်နေမိပါရဲ့။တုံးတဲ့ဓမြတွေအလဲဘက်မှာဝေးကောင်းနေထွက်ပေါ်လာတဲ့တန်ဖြစ်တာကြောင့်မိဒီဖွဲ့စီကိုသွားမိလဲတွေးနေမိပါရဲ့။ငါတို့တို့တနက်မှပြင်းနေတော့ပြစ်တာခဏရထားလိုက်။ဦးလေးဖိုးထွေးကတော့တနက်တွေမပြေခန့်ရပြောပြီးတော့အချင်းကြီးကိုမျောကြည့်နေပါရဲ့။ ျုပ်တို့အပြင်းရကြပေမဲ့ဓမြတွေကတော့အဆက်မပြတ်ဖြစ်ခန့်နေကြတယ်။ကျုပ်တို့ကြည်ကုန်ပြီလို့ထင်ပုံရပါတယ်။တနက်တီပြေကန့်ရင်ကျုပ်တို့စီကိုလာနေတဲ့ဓမြတွေရှေ့ကိုလေ9000ခန့်ကြားတကောင်ကဟိုကနေခုန်ထွက်လာတယ်။ကြားတန်တဲ့တနက်တန်နေစူညံစွာကြားရတာကြောင့်ကျုပ်တို့ကပုံကွယ်နေရာကကြိလိုက်တော့ကြားတကောင်ဖြစ်ရောင်းသုံးကဖြစ်နေတဲ့ဓမြလေးယောက်ကိုတွေ့ရတယ်။ကြားကတော့ဓမြဘူရဲ့လင်မျိုးကိုကြိုက်ခဲရင်းနဲ့အဝေးကိုလွှင့်ပြလိုက်တာကြောင့် ကျန်တဲ့ဓမြတွေကတော့ခြေဥတင်ရထွက်ပြေးကုန်နေ။နောက်တို့အခုချင်းထွက်တာကောင်းမယ်။မဟုတ်ရင်ဓမြတွေကုန်ရင် ကြားငါတို့စီပါဥတီလာနိုင်မယ်။ကျုပ်တို့သုံးယောက်ကတော့အဲ့ဒီနေရာကနေပြေးထွက်လာခဲ့ပါရဲ့။ကျုပ်တို့နောက်မှာတော့တနက်တန်တွေကိုကြောင်းနေရပါရဲ့။ခဏကြာပြေးလာပြီးတော့မောလာတာကြောင့်လုံခြုံတဲ့နေရာတစ်ခုရှာပြီးတော့နားနေမိကြပါရဲ့။ဦးလေးကျုပ်တို့နောက်ကိုကြားလိုက်လာရဲဗျာ။ ရှာမကပြောရင်းနဲ့ခလန်လန်းကကြည်နေရဲ့ကြောင်းပြပါရင်ငါတို့တို့အပြေပေါ်ပြန်တက်ကြကြားမမိနိုင်တဲ့အမြင်လောက်ကိုတက်ကြဦးလေးဖိုးထွေးကပြောရင်းနဲ့သူကိုယ်တိုင်ကအနာကတပြေပြေပေါ်ကိုတက်သွားတာဗျာကံကောင်းတာကတော့ကျုပ်တို့အနီးမှာနေအပင်ကြီးတစ်ပင်ကရှိနေရဲ့လေကျုပ်ကတော့ရာမကိုဦးစားတက်ခိုင်းလိုက်တဲ့ကြားကိုပြန်ကြည့်လိုက်တော့ကြားကတော့ကျုပ်ရှိရာကိုလှင်မြန်နေရှိနေပြေးလာပါရင်ရာမဘော်ကမရောက်သေးတာကြောင့်ကျုပ်ကလည်းကြားကိုအချိန်ဆွဲထားရင်သာရွှေ့လိုက်ပါရင် ကျုပ်ပါပင်ပေါ်တက်ကလည်းကြားကုန်နိုင်တဲ့အမင်းဖြစ်တာကြောင့်ရှာမာကောကျုပ်ပါတည်နိုင်တာကြောင့်ဖြစ်ပါရင်ကြားတော့ကျုပ်စီပြေးဝင်လာတော့တတူလေးကိုထုံရင်ဘေးကိုလှိမ့်ဆောင်ရင်တတိကိုလည်းကြီးစွာကတ်ထားရရင်ဓမြောင်ရီကိုတက်ပြီးလူသားကိုစားထားရတဲ့ကြားကလည်းကျုပ်တို့ကိုအတက်နိုင်ဆုံးတက်မာကလည်းတေချာလာပါရင်နောက်တစ်ချိန်ကြားကကျုပ်စီကိုပြေးဝင်လာပြန်ရင်ဒီတစ်ခါမှတော့ကြားရဲ့အောက်ကရှော့တိုက်လိုက်ရင်ကြားရဲ့ဘိုက်ကိုတတူနဲ့ခွဲထုတ်လိုက်တယ် ကိုရဲ့ရှိန်ကိုထိန်းရတာကတချောင်းစိတ်လွှရှားသည်ကတချောင်းနဲ့ဓာတ်ချက်ကလည်းထင်သလောက်မထိကြားရဲ့ဒေါသကိုစွန့်လိုက်တယ်လို့လည်းရှိပါတယ်လီကျဲလောင်တဲ့တနက်တန်တစ်ချက်ရာမစီအောင်လေးထွက်ပေါ်လာခြင်းနဲ့တူကြားရဲ့ခေါင်းကတော့ကြီးစန်းတန်ကြောင့်ပေါက်ထွက်သွားပါတယ်ဗန်ဖီရဲ့တာကြီးကလည်းတမဟုတ်ချင်းလဲကြပြီးတော့ညှိသက်သွားတယ်။ကျုံကတော့ပုံရိပ်သေးချောင်းကောင်းကောင်းနောက်တစ်ချင်းပြစ်လိုက်မိပါရဲ့။သေးချောင်းပြီးဆိုမှကြားတဲ့ယူကိုခွာပြီးတော့ယူကြားကိုကတော့ဦးလေးဖို့ထီကိုပေးလိုက်ပါရဲ့။ ။ဦးလေးပိုတွေကတော့အကုန်မတင်နိုင်တာကြောင့်တဝက်မြတာယူသွားပါရယ်။ဒါကြောင့်ကျုပ်တို့ကလည်းကျန်တဲ့တဝက်ကိုကျောင်းတော်ကြီးထဲကိုထည့်ကောင်းအင်ကိုပြန်ခဲ့တော့တာပေါ့ဗျာ။ပြိတ္တများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရေမင်းထွန်းရေးသားထားတဲ့စာနီတော်မမတ်နဲ့အသက်လူပွဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပြိတ္တတဦးတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရယ်ဗျာ။ ဒီဇာလာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခင်ဗျာ။